ပဲမင်္ဂလာပါအခုဩအခုတိုင်ရှည်ထိုးတော်လေးကိုတင်ပေးမယ်နော်ရှီမာတိုင်တိုတိုင်လက်ဖူမီတင်ပေးပြီးွားပြီအခုတိုင်ရှည်ထိုးမယ်မြန်မာလိုတိုင်ရှည်သင်္ကေတအနေနဲ့ဆိုရင်တိုင်လက်လိုမျိုးတီတီမာမအလဲမှာမြင်းတစ်စောင်းတွေအချောင်းတွေတစ်ချောင်းပါတယ်အဲ့ဒါကို တိုင်ရှည်လို့လည်းခေါ်တယ်နောက်တစ်ခုကတရစ်တိုင်ရှည်လို့လည်းခေါ်တယ်နော်အဲ့ဒါလေးကိုထိုးပြမယ်ထိုးဖို့အတွက်ကိုညီမတို့ရှီမာလို့သလိုပဲဖူမီအချက်20ယူပါ 20ပြီးသွားပြီဆိုလို့ရှိရင်ဒါ24ကိုလက်သေးလေးနဲ့ကုတ်ထားမယ်ကုတ်ပြီးဖွမီတစ်ချက်နှစ်ချက်သုံးချက်ထပ်ယူရမယ်သုံးချက်ထပ်ယူပြီးသွားပြီဆိုလို့ရှိရင်အခုတိုင်ရှည်ထိုးတော့မယ်တိုင်ရှည်ထိုးမယ်ဆိုရင်တိုင်လက်ထိုးတော့ရလို့ပဲတရေရေးလိုက်တယ်ပြီးဖွမီအချက်20မြောက်မှာအကူလာထည့်မယ်လာထည့်ပြီးခြေကိုလှမ်းယူမယ်ဆွဲတင်လိုက်မယ်အဲ့ဆိုလို့ရှိရင်ဒီမှာအပေါ်မှာကျိုးသုံးကျိုးသုံးကျိုးမှာ သုံးကျိုးစလုံးမထုတ်ဘူးတိုင်လက်မှာတော့သုံးကျိုးလုတ်ထောရတယ်နော်အခုတိုင်ရှင်မှာကြတော့တရေရစ်လိုက်တယ်နှစ်ကျိုးပဲထုတ်မယ်နှစ်ကျိုးထုတ်တယ်အခေါင်းမှာပါလာတဲ့ကျိုးလေးတစ်ကျိုးရဲ့ကြံတဲ့ကျိုးတစ်ကျိုးရဲ့နှစ်ကျိုးပြန်ကြံတယ်အဲ့ဒီနှစ်ကျိုးတစ်ခါထပ်ပြီးထပ်ထုတ်ရမယ်အဲ့ဒါဆိုလို့ရှိရင်သူကတိုင်ရှင်တစ်တိုင်ဖြစ်သွားပြီအဲ့ဆိုလို့ရှိရင်အဲ့ဒါတိုင်ရှင်တစ်တိုင်ရပါပြီနောက်တစ်တိုင်ထပ်ထုတ်မယ်ဆိုခုနလိုပဲတရေရစ်မယ်ခါတိုင်းထုတ်နေကြလို့ပဲကိုထိုးထားတဲ့အပေါက်ရဲ့ဘေးစစ်ဆန်မိတဲ့ကိုထည့်မယ်နော် ထက်ထက်ပြီးခြေကိုလမ်းယူဆွဲတင်လိုက်မယ်၃ကြိုးရှိတယ်အဲ့ဒီ၃ကြိုးမှာနှစ်ကြိုးအရင်ထုတ်မယ်ရစ်မယ်ကြိုးနှစ်ကြိုးထုတ်လိုက်ထုတ်ပြီးနောက်ထပ်နှစ်ကြိုးတစ်ခါထပ်ထုတ်မယ်အဲ့ဆိုလို့ရှိရင်နှစ်တိုင်ဖြစ်သွားပြီနော်အဲ့လိုပဲတစ်ပေါက်တစ်တိုင်နဲ့ထိုးွားပါမယ်ဟိုဒီမှာနှာပြီးတော့ထက်နှမ်းယူဆွဲတင်မယ်နှစ်ကြိုးထုတ်ပြီးွားရင်နောက်ထပ်နှစ်ကြိုးတစ်ခါထပ်ထုတ်ပါမယ် ရှင်မဲပြီးထဲထဲမဲခြေကိုလှမ်းယူဇွတ်တင်နှစ်ကြိုးထုတ်နောက်ထပ်နှစ်ကြိုးတစ်ခါထပ်ထုတ်ပါမယ်ရှင်အချိုင်လေးကိုကျဆင်းမီချိုင်လေးကိုထဲမဲခြေကိုလှမ်းယူနှစ်ကြိုးထုတ်နောက်ထပ်နှစ်ကြိုးထုတ်မယ်တဆုံရောက်ပါပြီနော်ဒီခြေကနမူနာထုတ်ပြတာမဟုတ်လို့ငားတိုင်းပဲထိုးထားတာနော်နေငါဖူမီ6ချက်နဲ့ယူထားတယ် ဒီမှာနှစ်လေးတိုင်ရ6 5တိုင်ထွက်တယ်။5တိုင်ထွက်တယ်။တဆုံးရောက်သွားပြီဆိုရင်ဖွမီ3ချက်ယူမယ်ဟိုဘက်မှာလို့လဲ။1 2 3အဲ့ဒါပုံသေးပဲเนาะတိုင်တိုနဲ့ဆိုရင်ဖွမီ3ချက်ယူပြီးမှပြန်လှည့်ရတယ်။တိုင်လက်ဆိုရင်ဖွမီ2ချက်ယူပြီးပြန်လှည့်ရမယ်။တိုင်ရှီနဲ့ဆိုရင်ဖွမီ3ချက်ယူပြီးပြန်လှည့်ရမယ်။မပြန်လှည့်ပြီးပြီးရင်ခုနထိုးသလိုပဲတပေါက်တစ်တိုင်ပြန်ထိုးရမယ်။အခုဒီမှာအခု1 2 3 လေငါဒီဟာဖူမီ၃ချက်ဖူမီ၃ချက်ဒီချေတော့တတိုင်းလို့သတ်မှတ်လိုက်တာအဲ့တော့6တိုင်းနဲ့ပြန်လာဖြစ်နိုင်မယ်နော်အဲ့လိုမျိုးလှည့်ပြီးတော့ပြန်ထိုးတဲ့ခါကျရင်အခုဒီမှာဒီပထမဦးဆုံးမြတ်တိုင်းကိုမထိုးရဘူးနော်ဒီပထမဦးဆုံးအချိန်ဒီကနေစထိုးရတယ်ဒုတိယမြတ်ရှေ့မှာဖူမီမှာတင်ထားတယ်လို့ပဲဒုတိယကနေစထိုးရတယ်ကျနဲ့ ော်လေးပြီးဒီဖူမီ၃ငွေထိတ်မှနဲ့တဒိုင်ထည့်မယ်၃ငွေထိတ်မှတဒိုင်ထည့်လိုက်မှတဒိုင်ပြည့်မယ်သာဆိုရင်တိုင်ထိုးလိုက်တာကတိချက်ထိုးလိုက်တာတိုင်ရ9တိုင်ဒီဘက်ကဖူမီ3ခုရှိတယ်ဖူမီ3ခုတစ်တိုင်းလို့သတ်မှတ်တာအဲ့တော့တိချက်ဆောက်တော့လို့ပဲသူက6တိုင်ကျန်တယ်တိုင်ရ1 2 3 4 5တိုင်ထိုးတယ်ဖူမီ3ချက်ကိုသူကတစ်တိုင်းလို့သတ်မှတ်လိုက်တာအဲ့လိုပဲ အာတီချက်စထိုးတဲ့အတိုင်း6တိုင်းတိုင်းပြီခုနလို့သူလိုပဲ10နဲ့3ပြီဒီဘက်ကိုပြန်လှည့်မယ်လှည့်ပြီးွားပြီဆိုလို့ရှိရင်တန်းတန်းတစ်ခါပြန်ထိုးမယ်ထိုးတဲ့အခါခုနကပြောသလိုပဲဒီအောက်အောက်ချီသူနဲ့ကက်ရဲ့ဒီအောက်ချီစမထိုးရဘူးဒီဘက်ကစထိုးရတာနော်အဲ့တိုင်းပဲတန်းတန်းပြန်ထိုးရမယ်ဒီဘက်ရောက်ရင်ဒီဖူမီထိတ်ထီလာထိုးရမယ်အဲ့လိုပဲဟိုဘက်ကိုလှည့်ထိုးဒီဘက်ကိုလှည့်ထိုးနဲ့တိုင်20အတန်း20 ဖို့ပေးပါဖို့ပြီးအိစာလေးတွေပြန်ပြပေးပါနော်အားလုံးပဲအဆင်ပြေကြပါစေရှင်